တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ရက်နေ့အတွင်းဟာဘဝကံမြန်မာသောကာလတစ်ခုဖြစ်သလိုမြေတားရေကံကောင်းမဲ့စူပေါင်းလုံငန်းချိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးခဲ့ထူထံမှကောင်းသောကုညီရရှိမယ် မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းကြုံမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ခီးကိစ္စဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စတွေဆင်ပြေမယ်တလကြကြဆိုင်းငံ့ထားတဲ့လူတွေကိုရှေ့တိုးလုပ်ခဲ့ပြီးတော့ကောင်းသောဂျိုးဆက်ကိုရရှိဖဏိနိုင်တဲ့နေသားရှိတယ်၂၂ရက်နေ့မှာကောင်းသောကံချမဖွင့်မယ်လိုရာပြည့်စုံမယ်မိကောင်းဆွေကောင်ထောက်ကူရ၂၃ရက်နေ့မှာခီးသွားရဲ့အကျိုးရှိတဲ့သွန်လေးကစားညနေ၃နိုင်နဲ့၄နိုင်ခွဲအတွင်းမှာ အရှိတောင်ရကုတီသွားဇန်နီဖြစ်တတ်တော့ကျူးဆက်ရမယ်24ရက်နေ့ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်ရန်တိုက်ခန်နေနဲ့တွေ့တတ်တယ်26ရက်နေ့မှာထူးထူးခြားခြားကံပြောင်းလဲတွေရှိမယ်ရည်မှန်းချက်သစ်တွေရှေ့တို့လို့လို့ကြိုးပေးတယ်29ရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ် အခက်အခဲဖြစ်ရှင်းရကြိုးပြတယ်28ရက်နေ့ကလက်ပွင့်ကံပွင့်လိုရာပြည့်စုံခြင်းကိုကြုံမယ်29ရက်နေ့မှာ8ရက်ကိုဥတည်စွာဆယ်နေရှိတတ်တယ်မနေ့9ថ្ងៃခွဲနဲ့9ថ្ងៃအတွင်းအသွာလနေတိုင်းဂယုဆက်ရမှာဖြစ်တယ်ရံပတိဘက်ကနေလည်းထိတဲ့အတွက်တွေ့လိုက်ပါတယ်30ရက်နေ့ကစာရဆိုင်တဲ့ကိစ္စငွေကြေးကိစ္စစကားပြောရတဲ့အဲ့ဒီနေ့မှာလက်ပွင့်မယ်ဒနာသိတိတစ်ခါစမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ် ငွေကြေးပေးယူကိစ္စတွေမှာညင်မပွားရအောင်ကိုကရွှေရောင်တွဲကြည့်ငွေရောင်တွဲကြည့်တစ်ခုနဲ့တစ်ခုချိတ်တွဲပြီးနည်းစောင်းထားရမယ်။ကံနဲ့ဖွင့်သွားမယ်စီပွားနဲ့ဖွင့်သွားမယ်။သုံးဆက်တရနေ့ကတော့အတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးလိုရာပြည့်စုံဆောင်ရနိုင်တဲ့နေ့တစ်ခုဖြစ်ပါတယ်။တနင်္လာနေ့ကနေ့သောကြံနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်ပါတယ်။ အပြာရောင်ပန်းရောင်နီရောင်တို့ကိုသုံးပေးပါ369ခဏနေကိုသုံးပေးပါကောင်းချင်းကံကြမ္မာများရစေရန်နေနိဗ္ဗာန်မှာရှိတဲ့ကလေးစင်ငယ်တို့ကို မုံအဟာရဝေမျှကျွေးမွေးလူတန်းချင်းပြုပေးပါတနင်္ဂနွေနေ့မွေးသူအားလုံးတို့ဟာအောက်တိုဘာ20 23 24 25 26ရက်တွေမှာကောင်းစီကောင်းလျှော်ပြုလို့ရတယ်အကြီးအကဲဖြစ်မယ် အကျံစီအောင်မြင်မယ်နှစ်သက်ရာရက်မှာကောင်းစီကောင်းရှုပြုကြပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ဒီရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေကိုဖန်တီးနိုင်တယ်ရှင်းမှန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တယ် မူလစီစဉ်ထားခြင်းမရှိဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့အခြေအနေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးခွဲကြိုးပေးမယ်ရောင်းမဝယ်မှဖြစ်တတ်တဲ့ငွေချီးပစ္စည်းချင်းကားရဲ့ဆုံးသွားတတ်တဲ့အမေဖွားတို့ကျမ်းမာရေးချူကြမယ်ကိုယ်တိုင်တွင်၎င်းမိသားစုတွင်လည်းခရီးကိစ္စအစဉ်ပြေမယ်ပြည်တွင်းသမဂ္ဂပြည်ပခီးတွေသည့်စီစဉ်အောင်မြင်နိုင်ခြင်းရှိမယ်၂၂ရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းနေရှိမယ်၂၃ရက်နေ့မှာ ငွေကြေးကံကောင်းမဲ့လက်ဖွဲ့မဲ့လိုရာပြည့်စုံမဲ့24ရက်နေ့မှာဥတီချက်တဲ့လောကန်ချင်းတွေရဲ့ကောင်းသောအကျိုးပေးမှုတွေရှိမယ်။ရန်နဲ့ထိတိုက်တွေ့မယ်။25ရက်နေ့မှာပေါ်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချပြီးအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်။26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းရှိမယ်။29ရက်နေ့မှာအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။28ရက်နေ့မှာ ငွေတေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်စီးပွားကံတိုးတက်မှုရှိမယ်အလုပ်ပေါ်တွေကြုံမယ်29ရက်နေမှာစိတ်ရှုပ်ထွေးစရာနဲ့ထင်မှားစရာတွေဖြစ်ရှင်းရမယ်30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်31ရက်နေ့မှာခီးကံလုပ်ငန်းကံဘဝကံတိုးတက်ခြင်းတွေရှိမယ်22 23 24 25 26ရက်ဆက်တိုက်အဲ့ဒီရက်တည်းကခေါင်းစည်းခေါင်းစုံပြည့်ရဲ့အမတန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့ အဲ့ဒီနေ့မဟာယေချမ်းနဲ့တိုက်ဆိုင်နေအဲ့ဒီနေ့မှာအရှိတောင်ရောက်ကုန်တည်သွားစဉ်အနေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကျူးဆက်ရမယ်29ရက်နေ့မှာနဂဘောရက်ဖြစ်ဖြစ်အရှိရောက်ကုန်တည်သွားစဉ်အနေရှိတတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်အသွာလာနေထိုင်ကျူးဆက်ရမှာဖြစ်ပါတယ်30ရက်နေ့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စတွေပြောဆိုဆောင်ရွက်ခြင်းတွေမှသမျှအောင်မြင်ကြိုးပမ်းခြင်းကိုရရှိနိုင်တယ် ဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းတင်းနေတင်းလာမွေးသူများကြောင့်စေနောင်ရှက်တွေဖြစ်တတ်တယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးမှနှစ်ခွန်ကိုးကနန်းနေကျိုးပေးပါတယ်တပြေညွတ်တညွတ်ကိုအမွေးနာသာပဲပြန်ပြီးအမြင့်တန်နေရာမှာတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဟင်္ဂါနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတောအတွင်းမှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်ရောင်းမဝင်မှဖြစ်တတ်တယ်အလို့တကြီးဝယ်ယူခြင်းမဖြစ်ရဘူးအရင်းဤများတဲ့လုပ်ငန်းတွေစတင်ခြင်းမဖြစ်ရဘူးလွတ်လပ်စွာလုပ်ငန်းရပ်တွေကိုထိန်းချုပ်ပြီးလုပ်ရမယ်ဝေဖန်သူများနောက်ဆက်သူများတတိရှိရမယ် ပြောမှဆိုမှမဖြစ်အောင်ထိမ့်ပေးရမယ်။တနည်းရနေ့ကရန်တိုက်ခံနေများတဲ့နေ့ဖြစ်တယ်။23ရက်နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။24ရက်နေ့မှာဝေကြီးကံဒုက္ခကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာဝေကြီးကံကောင်းမယ်ခီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲတွေကြုံမယ် 2029ရဲ့နေ့မှာဥတီကျဲတဲ့နဲ့လောက်ကန်ကျဲရဲ့နှစ်သာရကောင်းကျိုးရရှိမယ်28ရဲ့နေ့မှာစိတ်ကူးသစ်တွေလောက်ကန်တဲ့နေ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်29ရဲ့နေ့မှာအထူးကောင်းသောနေသားနဲ့တွတ်တက်တဲ့ကံတွေပေါ်မယ်30ရဲ့နေ့မှာရှင်ပြိုင်မှုမှန်မြအောင်မြင်ပြီးတော့တက်လန်းရရှိမယ်31ရဲ့နေ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းချုပ်နိုင်ပါတယ်ဒီကံလာတော်တွင်မှာ အောက်တိုဘာ20 23 24 25 26အဲ့ဒီရက်တွေအားလုံးဟာခေါင်းစည်းခေါင်းဆောင်ပြုရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့တွေမှာခေါင်းစည်းခေါင်းဆောင်ပြုရအကြီးကဲဖြစ်တဲ့အရာရာအစဉ်ပြေတဲ့လူ့သမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ်။တတိပေးကျင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစရာနေ့ဖြစ်တတ်တယ်။ညနေ 3နိုင်တဲ့4နိုင်ခွဲတွင်သတိထားမယ်26ရက်နေ့မှာအရှိရကိုတည်သွားစရာနေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားမယ်30ရက်နေ့ကတော့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာပိုက်ဆံငွေကြေးတို့အဟောင်းဆုပ်တွေကိုကပ်ပြီးတော့တေချာပြန်ပြီးတော့စနစ်စရာသိမ်းဆည်းလိုက်ပါ ထူးခြားတဲ့ကံကြမ္မာလေးတွေ ပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါလေဒီကာလအတော်တွင်းမှာဇာသပတိနှင့်ဗုဒ္ဓနှင့်တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများဒုက္ခပေးတတ်တယ်အဖြူစိမ့်မီကိုရောင်တော့ကိုသုံး၍အလိုရှိရာကိစ္စများဆောင်ရွက်ပါတင့်ငါကိုကနန်းနေ့အကျိုးပေးပါလေကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေရင်နီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကို အဟာရစေဝါများလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရက်နေ့30ရက်နေ့အတော်တွင်မှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းစစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံသိအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရတ္တန်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ် ရီမန်းချက်စစ်နဲ့ဘဝတွတ်တက်မှုစစ်တွေကိုဖန်တီးနိုင်တယ်။၂၀နှစ်နေမှာအလုံးစစ်ရီမန်းချက်စစ်တွေအောင်မြင်မယ်။၂၃ရက်နေမှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။အဲ့ဒီနေ့မှာအသွာလာကယူဆိုင်ရမယ်။အဓိကအရှိတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။ညနေ၃နိုင်နဲ့၄နိုင်ခွဲတွင်သွာလာကယူဆိုင်ရမယ်။၂၄ရက်နေ့မှာမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကံကောင်းခြင်းတွေရှိတယ်။ 25ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့အစ်စ်မြင်သောဘဝကိုရရှိနိုင်ခြင်းကြောင့်ပဲ26ရက်နေ့မှာပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ရန်နေနဲ့ထိတ်တိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းမြင်မယ်အရာရာဆင်ပြေမယ်အမျိုးသမီးမိတ်ဆွေတူထမှာကုညီရလိမ့်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတာတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့ အရှိရက်ကိုတည်သွားစဉ်အနည်းရှိရတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထား30ရက်နေ့မှာစိတ်နှောင်စိတ်တွေများမယ်အတိုက်ခံတွေများမယ်ဒနာသိတိနက်ခတ်နဲ့စမ်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်ပိုက်ဆံကြွေစိတ်တစီကိုအမွေးနံသာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ31ရက်နေ့ကတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်ဥတီချက်စိတ်တွေနဲ့လောကန်စင်ပြေခြင်းတွေကိုကြုံမယ်တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေ့မွေးသူတွေ ဒုက္ခပေးတတ်တယ်။တစ်ချောက်ကိုကနန်းနေကြိုးပေးတဲ့အဝါရောက်အပြာရောက်နုံးနေအောင်နေသုံးပြီးလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အောက်တိုဘာ20နှစ်23 24 25 26အဲ့ရက်တည်းကကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်များဖြစ်ပါတယ်။နှစ်သက်ရာရက်ကိုရွေးချယ်ပြီးကောင်းစေမင်္ဂလာပြုခြင်းဖြင့်အကြီးအကဲဖြစ်ရောက်ခြင်း၊ညံကင်းခြင်း၊တိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်။ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကပ်လူပူဇော်ပြီး လောရဆူတောင်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့တော်တွင်မှာနာမည်အောင်မြင်မှုတွေကိုဖန်တီးနိုင်တယ်လောသမြထင်ရှားကြော်ကြမယ်ရသမြငွေပြန်သုံးရတဲ့တဲ့စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့အလုတ်တွေတိုးချဲ့အောင်မြင်မယ် ရှင်ပြန်မှုမှမြအောင်မြင်မယ်ဘဝတိုးတက်မယ်။နှစ်ဆယ်နှစ်နေမှာအလုပ်ဖို့ကိစ္စဖို့ရကြုံမယ်။ကိုယ်ကိစ္စသမကသူတစ်ပါးကိစ္စတွေကိုလောက်ရနေမယ်။နှစ်ဆယ်သုံးရနေမှာ ပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေမယ်။အဲ့ဒီနေမှာမတော်တဆနေကြူဆက်ရမယ်။အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကြူဆက် 24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။လုပ်ငန်းစီတွေစတင်ရနိုင်မယ်။25ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။အခက်အခဲအလုံးကိုကြော်လာနိုင်မယ်။26ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြော်မယ်။29ရက်နေ့မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်။28ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်။29ရက်နေ့ကအရာရာအဆင်ပြေမယ်သို့သော် အရှိရက်ကိုတည်သွားစဉ်အနေရှိတဲ့ဓမ္မနဲ့ခွန်နိုင်ခွင်းနဲ့ကိုးနိုင်တွင်ကိုသတိထားရမယ်30ရင်းနေ့မှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီဒနာသိတိလက်ခဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံနံပါတ်6ကနန်းနဲ့စုံးတဲ့ပိုက်ဆံတရက်ကိုလူနဲ့စောင်းထားပေးပါ31ရင်းနေ့မှာထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့မူလနေထားနေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကို ဖန်တီးရယူနိုင်တဲ့ အနေထားကောင်းကိုကျုံမဲ့တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင်းစိတ်နှောက်ရှက်ဖြစ်မယ်၈၆၉ခန်းနေ့ကျိုးပေးတယ်အ내ရောင်အပြာရင့်ရောင်နေ့ပြာရောင်နေ့ကိုအကျိုးပေးတဲ့ရောင်နေ့ဖြစ်သုံးဆွဲနိုင်တယ်အောက်တိုဘာ၂၂၂၃24 25 26ရက်နေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းဆေးခေါင်းလျှော်ပြပါ ဖုံးကန်ကျက်စီရေတိုးဝပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေကောင်းချင်းကံများရစီရစပယ်ပန်းဖျားလူပေးပါကျေးဇူးတင်ပါတယ်တောင်းချနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့တော်တွင်မှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်အခက်ခဲဖြေရှင်းနိုင်မယ်လူမျိုးခွဲအကျိုးပေးမယ်အရဝေးရကောင်းသောသတင်းစကားကြုံမယ် ကာလတန်ကြာဆိုင်ငံ့တဲ့လူတွေပြန်လဲစင်ပြောင်းလို့နိုင်မယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံစည်းနိုင်တယ်ငယ်ပေါင်းငယ်မင်းဆွေတွေနဲ့ပြန်လဲစုစည်းမှုလမ်းကြောင်းပေါ်ပေါက်တယ်၂၂ရက်နေ့အရာရာကောင်းသောနေ့လုံသမျှအစဉ်ပြေမယ်၂၃ရက်နေ့ဝေးကြေးကံလုပ်ငန်းကံအစားကောင်းမယ်မတော်တဆနဲ့ဂျူးဆိုင်ရမယ်အရှိတောင်ရက်ကုန်ဒီသွားစင်နေရှိလိုက်တယ်ညနေ၃နိုင်နဲ့၄နိုင်ခွဲတွင်သွားလာဂျူးဆက်၂၄ရက်နေ့မှာအပြိုင်ဆိုင်ကြမှာတို့တက်မယ်လူရပြည့်စုံမယ်ဘဝတို့တက်မယ် 25ရက်နေ့မှာရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်26ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်29ရက်နေ့မတော်တဆထိခိုက်မှန်တွေကြီးဆက်ရမယ်ရန်ပြိုင်ဆိုင်ကြားမှာတိုးတက်မယ်ပစ္စည်းပြောက်တတ်တယ်28ရက်နေ့မှာငွေကြေးလက်လာပါဥစ္စာဒနာဖွင့်ပြောမယ်လူပြည့်စုံမယ်29ရက်နေ့မှာသွာလာထူးပြုတ်ကြီးဆက်ရမယ်အရှိရကုန်တည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းမှာတတိထားရမယ်30ရက်နေ့မှာ အရာရာကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်30တည်းနေ့မှာဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စမှန်သမျှမှာထူးခြားသောတိုးတက်မှုကိုရရှိမယ်22ရက်နေ့23 24 25 26ရက်နေ့တွေမှာကောင်းစီကောင်းလျှောက်ပြုပါကြီးကဲသောဘဝကိုရတတ်တဲ့ခဲခဲကြုံလွားနိုင်တယ်30ရက်နေ့ဒနာသိတိနေ့ကစမ်းရှင်တဲ့နေ့မှာနံပါတ်6ကနန်းနဲ့ဆိုးနဲ့ပိုက်ဆံတရွက်ကို ယူပြီးလူနဲ့ဆောင်ပေးပါဒီကာလအတော်အတွင်းမှာ တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်ချိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမျက်နှာသုတ်ဘွားအဖြူတထဲကိုသံဃာတော်ကိုလှူဒန်းလိုက်ပါကျေးဇူးတင်ပါစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွင်မှာ ရှင်ပြန်မှုမှာမြအောင်မြင်မယ်ဘဝတို့တက်မယ်ခက်ခဲအောင်ကြော်လာနိုင်တယ်ကောင်းသောအမြီကြော်ကြားခြင်းကိုရရှိမယ်ဘဝကံတလန်းပေါ်မယ်ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းနိုင်တယ်မယောင်းဆွေယောင်းတွေပြန်လဲစုစည်းနိုင်တယ်မြတ်တာဟောင်းများပြန်လဲကောင်းခြင်းကံကြမ္မာဖြစ်ပေါ်နိုင်တယ်၂၀နှစ်နှစ်ကထူးခြားတဲ့ကံပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်လौသမြအောင်မြင်ခြင်းကိုကြုံမယ်၂၃ရက်နှစ်မှာစိတ်နှောင့်ချက်တွေများမယ်ရံများမယ်တိုက်ခတ်များမယ်အရှိတောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ် ညနေ3:00နိုင်တဲ့4:00နိုင်ခွဲအတွင်းသွားလာနေတဲ့ Gusam 24ရက်နေ့ကစိတ်ချမ်းမြေ့စရာနဲ့တိုးတက်မှုတွေရှိမယ်။စုပေါင်းလုပ်ငန်းကျိုးပေးမယ်။25ရက်နေ့မှာအရဝေးကနေကောင်းသတင်းချုပ်မယ်။အိမ်မက်မဲ့ရင်တွင်းရင်ထင်းရင်မှန်တတ်တဲ့အိမ်တွေမှာထူးခြားတဲ့စွမ်းပေါ်နေတယ်။26ရက်နေ့မှာငွေကြေးကန်လက်လာပါကန်ထူးထူးခြားခြားကောင်းမယ်။29ရက်နေ့ကအခက်အခဲအလုံးကိုကျော်သွားပြီးဘဝတိုးတက်ပြီးအစ်မမျက်နဲ့နေထိုင်ရောက်မယ်။28ရက်နေ့မှာ ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ဆုံးဖြတ်ချက်တွေမှတ်မယ်29ရက်နေ့ဟာအခက်အခဲတွေကြော်လာနိုင်တယ်ရဝင်းနဲ့ဆက်ဆက်မှုတွေကြိုးပြီးတယ်အရှိရကုန်တည်သွားစင်နေအနေရရှိတတ်တယ်မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တွေသတိထားမယ်သွားလာ30ရက်နေ့ကတော့ထူးခြားစွာကောင်းသောကံနဲ့တွတ်တက်တဲ့နေ့ဖြစ်တယ်အဲ့ဒီကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်ပဲဆန်စုပ်တစ်ခုကိုသေချာပြုပြင်ပြီးလူနဲ့ဆောင်လိုက်ပါထူးခြားတဲ့ကံတွေပေါ်ပေါက်ပြီးရပိုင်ခွင့်တွေပြန်ရလာမယ် 31ရက်နေ့မှာအလုံးစုံကောင်းမယ်အပြိုင်ဆိုင်အလုံးကိုကျော်မယ်ဘဝလိုလားချက်နဲ့ကြီးမားချက်တွေကိုရှေ့ထိုးဆောင်ရနိုင်တယ်တနင်္လာနေ့စောင့်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့ပုံထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနနေ့ကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးပြီးလိုရာပြည့်စုံနိုင်တယ်22 23 24 25 26ရက်နေ့တွေကနှစ်သက်ရက်ကိုယူပြီးခေါင်းစည်းခေါင်းလျှော်ပြုပါထူးခြားသောမင်္ဂလာရှိပြီး အကြီးကဲအဆင့်ကိုရောက်တဲ့ဖုံးကန်ကြီးမားသွားမယ်လို့ဆိုရိုးရှိတယ်။လက်တွေသုံးချနိုင်တယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အိမ်နီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်။